ညီမတို့မိလာပါစွာတိဖို့ channel ကနေပြန်လည်ကြိုးစားပါကျွန်တော်ကိုင်းဖြစ်ပါတယ်ညီတို့ဒါ စနေနေ့ပေါ့နော်အမဲပေးလိရတော့ပြန်တော့စာပြီးပွဲတွေများတယ်ဒီတည်းကမှညီကိုတို့အတွက်ကိုရင်းလာလေးသိန်းပေါင်းကလေးရွေးချက်ပေးမယ်ပေါ့နော်ညီတို့နေနဲ့တပွဲချင်းနဲ့ကစားရင်ဒါမောင်းလည်းပပလေးကစားပါပေါ့နော်အဲကိုရင်းပထမဆုံးမှာကျန်တော့ကိုရင်းတေရန် channel လေး join လာပေးပါဦးတေကန် channel လေးမှာအာတပွဲကောင်းလေးမောင်းကလေးမြန်တိုင်းတင်ပေးပါရစေအဲဒီတေကန် channel လေးလို့ဒီ video ကို comment လေးမှာဘာရောက်လင့်မှာရှိပါနော်ဒါကြောင့်တေကန် channel လေးကို join လာဖို့ပေးပါနော်ကိုရင်းတို့ဒါလေးပွဲဆိုတော့ဒါမြန်မြန်လေးတွားလိုက်ပါပေါ့နော်အဲပြင်းပြလေးပေါ့နော်ပြင်းပြလေးကကိုရင်းရွေးတဲ့ပွဲကတော့ဒါ Sunderland နဲ့ Arsenal ပေါ့နော်လက်ရှိပေးထားတဲ့ body လေးမှာဆို င်တော့အာဆင်နယ်တင်းဘက်ကနေတလုံးမိုင်းနဲ့60တိပေးထားတယ်ဗျာနော်ကိုပေါင်းသိနှလုံးမိုင်းနဲ့68တိပေးထားတယ်ဗျာနော်ဒီဈေးတောင်ပြောရမယ်ဆိုရင်တော့ဒါဟိုအိုင်းနေနဲ့ကဒါတနလာနဲ့စန္ဒန်ကန်ကိုတော့ဒါဝေခွင်းပေးတဲ့ကြည်အောင်နည်းနည်းလေးတော့ဒါတလုံးတရာရှုံးလောက်ထိတော့ပေးလို့ရတယ်ဗျာနော်အထုကသွားကြည့်မယ်အထုကကတော့2000 အဲ27ကတွေ့ဆုံတော်မှုရှိတဲ့နောက်ဆုံးအဲ့ဒါဆိုရင်เนาะ5-1ဆိုတဲ့ရလဲနဲ့ဒါအာဆင်နယ်သိနိုင်တာလေအဲ့ဒါပေးတာတော့နှလုံး plus 50ကြီးထိပေးတာပဲเนาะလက်ရှိဒါဂွင်းကြီးဒါဆန်နလန်းရဲ့ဒါဟိုခြေတမ်းမရက်လက်ပိုင်းပြန်ပြောရမယ်ဆန်နလန်းနေနဲ့ကဒီတန်တက်လာရဲ့အထက်မှာတော်တော်လေးကောင်းမွန်တဲ့အသင်းလို့ပြောလို့ရတယ်အဲခြေတမ်းမရန်တည်ငြိမ်တဲ့အထက်မှာတော့ရှိရပါတော့နောက်ဆုံးဒါဝင်းလို့ဒါနောက်ဆုံးရှစ်ပွဲမှာဆိုရင်တော့ဆန်နလန်းနေနဲ့ကတပွဲပဲကြီးကြတာပြောလို့ရတယ် အဲ Everton 1-1 Chelsea ကို1-2ဆိုပြီးတော့နိုင်ရတယ်ပြီးွားရင်ဒါ Wolverhampton တူးစီနိုင်ရတယ် Man City ကိုတော့ဒါတူးစီဆိုပြီးတော့ရှုံးပြီးတော့ကြေးကြတာပဲ Notre Dame ကို0-1ပြီးရင်ဒါ Aston Villa 1-1အဲ Crystal Palace ကို0-0ပေါ့နော်ပြီးဒါ brand ဖို့ကိုတိုးဝမ်းဆိုပြီးတော့ဒါခြေတန်းကမ်းတွေတော်တော်လေးပိုင်ဆိုင်ထားတဲ့အသင်းလို့ပြောလို့ရရပါတော့။ AI AI ကလည်းဒါဒီနောက်ပိုင်းခြေတော့တည်ငြိမ်နေပါတယ်။အာ Arsenal နဲ့ကဒါ Z2 Z1 ဒီလိုမျိုးဒါပြီးမြားလေးမှာဆိုလဲဒါနိုင်ပွဲတွေကိုရအောင်စုဆောင်ထားနိုင်နေလို့ပြောလို့ရရပါတော့။အဒီနေ့ဒါပြီးမြားလေးအတွက်လည်းဒါရေပန်းစားနေတဲ့အတွက်ကြောင့်လုံးဝကိုဒါစုဆောင်ထားနိုင်တယ်ပေါ့နော်။အဲအာ AI လာ AI ကဒါပေးတဲ့ဟို ဈေးကတော့ဒါကွင်းခုနပြဆိုဒရုန်းမိုင်းနဲ့တရာလောက်ထိပေးလို့ရတယ်ဒါဆန်ဒလန်ကွင်းဖြစ်နေတာကြောင့်အာဆင်နယ်ကိုတော့ကွင်းတိတ်တော့မယုံရဲတဲ့အနေအထားမျိုးတွေတော့ရှိရပါတော့။ကွင်းဒီပွဲလေးကိုတော့ဒါဂိုးပေါင်းသီးသီးတတပြော့နေတဲ့အတွက်ဒါကွင်းဒီပွဲလေးကိုဂိုးအောက်လေးကြိုက်တယ်ပေါ့နော်။အာဟိတာနိုင်လောက်01လောက်02လောက်ဒါအဲ့လောက်ပဲတွက်လို့ရတဲ့အနေအထားမျိုးဟိုဒီဘက်ဒေါ်ကြရင်လည်းကြနိုင်တယ်ပေါ့နော်။ဒါကြောင့်ကွင်းကတော့ဒါဟိုဆန်ဒလန်နဲ့အာဆင်နယ်ပွဲကိုတော့ဂိုးအောက်ကြိုက်ပါရနော်။ဒုတိယတပွဲ ဒုတိယတပွဲရတော့ဒါပါမားနဲ့ AC Milan လက်ရှိပြီးသားတဲ့ body ဈေးမှာဆိုရင်တော့ AC Milan တင်းဘက်ကတလုံး plan 15တိပြီးသားတယ်ဂိုးပေါင်းသေးနှလုံးမိုင်းနဲ့60တိပြီးသားရပါတော့ဒါဟတူရသွားကြည့်ရမယ်ဆိုရင်တော့ဒါပါမားရဲ့ကွင်းမှာ AC Milan ပေးတဲ့ body ဈေးရတော့မနေ့က1 plan 50ကြီးပေးတယ်2 1ဆိုရရတဲ့နဲ့ဒါပါမားတင်းရနိုင်ထားရပါတော့ AC ရဲ့ကွင်းမှာတော့ AC Milan က1 plan 50ကြီးကြေးဖွင့်တယ်3 2ဆိုရရတဲ့နဲ့ဒါ ဟိုအသေးတော့နိုင်တယ်ကြေးတော့ရှုံးထားတယ်ဗနာမိနစ်ကဒါနဲ့ကြေးလုံးကြေးရှုံးထားတဲ့အနေအထားမျိုးတော့ရှိပေါ့နော်အဲပါမရဲ့ဒါအင်ဝင်းရက်လပိုင်းပြန်ကြည့်ရမယ်ဆိုရင်နောက်ဆုံး၅ပွဲမှာ၂ပွဲပဲကြည့်အောင်ဒါလည်း၃ပွဲတော့ဒါကြီးကြထားတဲ့အနေအထားမျိုးတော့ရှိရပေါ့နော်ပြီးရင်ဒါ AC Milan AC Milan တော့ဒါဝေကွင်းရက်လက်ပိုင်းမှာဆိုရင်တော့ဒါနောက်ဆုံး၅ပွဲမှာတပွဲတော့ရှုံးတယ်၂ပွဲနိုင်တာလေနောက်ထပ်၂ပွဲရတော့ဒါကြီးတီ draw ကြထားအနေအထားမျိုးမှာတော့ရှိရပေါ့နော်လက်ရှိဒါ AC ရလေဒါဒီနှစ်မှာဒါ ကန်တင်ကဘာမှမရှိတဲ့အနေအထားမျိုးကြောင့်လုံးဝကိုဒါဟိုကိုင်းသာရင်ကပြောခဲ့လို့ဒီအမက်ပေးအတွက်ကိုလာလုံးဝကိုဒါဟိုခြေချမ်းကောင်းနေစာရင်တင်ကောင်းနေရမက်ဒီကောင်းကောင်းလေးစုဆောင်းနားနိုင်တဲ့အနေအထားမျိုးတော့ရှိပါတော့ကျွန်တော်ဒီနေ့ကြီးပေါ့နော်အဲ 1+15G တော့ကိုင်းမကြိုက်ဘူးဒါဒီဘက် draw ကြရင်လည်းကြနိုင်ပါတော့အဲထားပါဦးညီကုန်းနေနဲ့ဒါဟိုအစီအမံနေနဲ့တလုံးလုံးနဲ့နိုင်ဝိုင်းတော့ပြားစွန်းလေးတော့ရှုံးလိမ့်မှာပေါ့နော်အဲခံမသိရင်တော့ draw ကြရင်လည်းကိုင်းကတော့ဒီဘွဲလေးကိုတော့ဒါပါမဘော်ဒီလေးကြိုက်ပါတယ်နော် တတိယတစ်ဘွဲပေါ့တတိယတစ်ဘွဲကတော့ aspirin နဲ့ bira ကြီးရဲ့လက်ရှိ bira ရဲ့ body size မှာဆိုရင်တော့ဒါ bira ကြီးဘက်ကနေတိမ်မိုင်းနဲ့၃၀ကိုပေါင်းလေး၃လုံး plan 50တိပြီးတာပေါ့နော် bira ကြီးကလည်းဒါခြေရန်တည်နေတာမဟုတ်ဘူး aspirin ကလည်းဒါအာခြေစမ်းလေးကောင်းလိုက်မကောင်းလိုက်နေထားမျိုးလေးတော့ရှိရပေါ့နော်အာဒီဈေးတန်းတော့ဒါ bira ရဲ့မိုင်းနဲ့၃၀ကြီးကိုကြီးမအောင်တော့ဘူးလို့ထင်တယ်ပေါ့နော်ဒီဘွဲကိုကျွန်တော်ကိုကြီးဒါကိုပေါင်းလေး၃လုံး plan 50တိထွက်နေတာကဒါ ဟိုဂိုးဘောခေါ်ထားလာလို့မြင်ရရောဗနော်စပန်ယိုရဲ့ကွင်းကလည်းဟိုရန်ကြီးကန်ခတ်တဲ့အနေထားမျိုးလေးမှာလို့ရှိရယ်ကွင်းဒီပွဲလေးကိုလော်တာဂိုးဘောလေးထပ်ကြိုက်ပါနော်အဲစပန်ယိုနဲ့ပီရာယိုပွဲကိုဂိုးဘောလေးရွေးချယ်ပေးထားပါနော်နောက်ဆုံးပွဲနောက်ဆုံးပွဲကတော့ဒါ အဲမိုချန်ကလပ်နဲ့ကိုလုံလက်ရှိပေးထားတဲ့ body ဈေးမှာဆိုရင်တော့မိုချန်ကလပ်ဘက်ကနေတေမိုင်းနဲ့49ပေါင်းသေးသုံးလုံးတည်တည်ပေးထားရပါတော့အထူးအပြန်ကြည့်ရမယ်ဆိုရင်လည်း2023 24တော့ဒါကြာတော့ကြာပြီပေါ့နော်တနည်းကြော်တော့ကြာပြီအဲ့တော့ကိုလုံရဲ့ကွင်းမှာတော့ဒါအဲ ိုလုံးပေးတဲ့ body စီကတော့တေမိုင်းနဲ့50 3 point ဆိုတဲ့ရလည်းနိုင်ထားရပါတော့မိုချာကလပ်ဘက်ရဲ့ကွင်မှာမိုချာကလပ်ဘက်ကတေယူအပြည့်ရှုံးနေပြီးတဲ့33ဆိုတဲ့ရလည်းနဲ့ဒါ draw တော့ကြထားရပါတော့အလက်ရှိဒါမိုချာကလပ်ဘက်ရဲ့အင်ကွင်ရလာပိုင်းကြီးရမယ်ဆိုရင်လည်းနောက်ဆုံး5ပွဲမှာ3ပွဲရှုံးထားတယ်တပွဲတော့တေကြတယ်တပွဲပဲဒါကြီးနိုင်ထားတဲ့အနေအထားမျိုးတွေရှိပါတော့မိုချာကလပ်ဘက်အနေနဲ့ကလည်းဒီနှစ်မှာခြေစွမ်းအရင်တည်ငိမ့်တဲ့အနေအထားမျိုးလေးတော့မရှိဘူးပေါ့နော်ကိုလုံးကိုလုံးရဲ့ဒါဝေကွင်ရလာပိုင်းပြန်ကြီးရမယ်ဆိုရင်လည်းဒါဒေါမွန်တော့1ကြီးဆိုတဲ့ရလည်းရှုံးတော့ရှုံးနေဒါကြီးတော့ အောင်ထားရပါเนาะအဲပြီးွားရင်ဒါ အဟော်ဖိုင်ရင်ကိုဇီဝမ်းဆိုတဲ့ရလက်နဲ့နိုင်ထားတယ်ပြီးွားရင်လိုက်စစ်ကိုတော့ရှုံးထားရပါတော့ဝူဘက်ကိုတော့33ဆိုတဲ့ရလက်နဲ့တေကြတာပါနော်ကိုရင်ဒီပွဲကိုတော့ဒါဂိုးပေါင်းလေးကြိုက်ပါနော်ဂိုးပေါင်းအပေါ်ကြိုက်တယ်ဒီနေ့တွေးဆုံမှုတွေအဟိုရင်ရလဲဒါအဲ့တူကတွေးဆုံမှုတွေမှာဒီဂိုးအပြန်လန်တွင်းတဲ့အနေထားမျိုးတော့ရှိရပါနော်ခုလက်ရှိဒါဂိုးပေါင်းလေး၃လုံးတေကြီးရတော့ကိုရင်ဒါလေးလုံးတော့ရောက်မယ်တော့ထင်တယ်ဒါကြောင့်အဲမိုချန်ကလပ်ပွဲလေးကိုလည်းကိုရင်ဂိုးပေါ်ကြိုက်ပါနော်ညီကိုလေးက၄သိန်းမောက်ကပြောပြောမယ်အဲဆန်နလန်နဲ့ အာဆင်နယ်ဂိုးအောင်ကြိုက်ပါတယ်ပြီးရင်ဒါအီတလီစီးရီတဲကပါမနဲ့ AC Milan အင်ရှင်ပါမဘော်ဒီကြိုက်ပါတယ်ပြီးရင်တတိယတပွဲပေါ့နော် အစပန်ညိုနဲ့ဘီရာရီရဲ့ပွဲမှာဆိုရင်တော့ဂိန်း5ရောက်လေးကြိုက်ပါတယ်နောက်ဆုံးပွဲဒါဂျမန်ဘူဒက်လီကာတဲကမိုချန်ကလပ်ဘတ်နဲ့ကိုလုံးပွဲစဉ်မှာဆိုရင်တော့ဂိုးပေါင်းပေါ်လေးကြိုက်ပါတယ်နော်ဒီနေ့လဲဒါမောင်းပါပါသေးလို့စတောင်းပေးပါတယ်အဲဂိန်းဒါပရမပြောလေတေကင် channel လေးရဲ့ join ရဖို့မမေ့ပါနော်ကိုလွတ်ဒါစူပါစန်ဒီနေ့ပွဲကြီးပွဲကောင်းနေမှာညီဝေးတို့ပြန်ပြီးဆုံပါအောင်မယ်ကိုရင်အားပေးတဲ့ဒါ Facebook က TikTok က YouTube က YouTube ပါတယ်အားလုံးဒီနေ့ရပဲလို့ဆက်လိုက်ပါတယ်